ဟယ်လိုโอเคဒီနေ့ဟာပေါ့နော်ဒီနေ့တင်မေးမှာက rectangle ရယ် polygon ရယ်ပေါ့နော်ဟိုတနေ့က polyline ထိပြီးသွားပြီအာဂျားထဲမှာမအားလဲမအားတာနဲ့အမ်မတင်ပြပြတာပေါ့နော် record လည်းမလုပ်ဖြစ်ဘူးအဲဒီနေ့မှစလုပ်မှာဆိုတော့အဲအဲ့ rectangle နဲ့ polygon rectangle နဲ့ polygon ကအဲ့ rectangle ပေါ့ ရတန်ငယ်ဆိုလို့ရှိရင်သူကအာ REC under နော် command က REC under အဲနောက်တစ်ခုက polygon ဆိုလို့ရှိရင် POL under အမမ polygon မမသူကနှစ်မျိုးထပ်ပြီးတော့ရှိတယ် inscribe လာ second subscribe လာဆိုတာနော်အဲပြီးွားရင်ဒီရောက်တဲ့ခက်ပြပြမယ်နော်အဲ rectangle ကသူကဒီ draw ဆိုတဲ့နေရာနောက်မှာလည်းရှိတယ်အမှန်တော့ဒီလိုလေးပြနေမှာလူရဲ့မူရင်းက ီလိုလေး rectangle ပုံစံလေးပြနေမယ်။ပြနေမယ်ဆိုတော့အဲ့ဒါကို okay ဒီထဲမှာမှာ polygon ဆွဲခြင်း down arrow လေးကိုနှိပ် polygon ကိုရေးလို့ရတယ်။အဲ့တော့ rectangle ဆွဲမယ်ဆိုလို့ရှိရင်လည်း rectangle ကိုနှိပ်လို့ရတယ်။အဲ့လိုတမ်းပြီးနှိပ်ပြီးတော့ဆွဲလိုက်လဲရတယ်အဲ့လိုမဟုတ်ဘူးအဲကွန်မန်းရိုက်မယ်ပေါ့နော်ကွန်မန်းရိုက်ချင်တယ်ဆိုလို့ရှိရင်ခေးမရနေချင်အဲကွန်မန်းရိုက်မယ်ပေါ့ကွန်မန်းရိုက်ချင်တယ်ဆိုလို့ရှိရင်နော် rec under ရလို့ရှိရင်ကလေးချကလေးချပြီးတော့ကိုဆွဲကျင်တဲ့နေရာရောက်လို့ရှိရင်ကလေးချလိုက်ရုံပဲ။ဒါဆိုရင် r rectangle ထွက်သွားပြီ။နော်။နောက်တစ်ခါပြန်ဆွဲပြမယ် rec rec under ကလေးချကိုဆွဲကျင်တဲ့နေရာရောက်ရင်ကလေးချဒါ freehand ဆွဲတာတံမိုးကြီးမပါဘူး။အဲဟုတ်ပြီအခုတံပိုးနဲ့ဆွဲမယ်ပေါ့တံပိုးနဲ့ဆွဲမယ်ဆိုလို့ရှိရင် REC under ပြီးရင်ကလေးချ ကလေးချပြပါလို့ရှင် shift နဲ့ do နဲ့နှိပ်နှိပ်လို့ရှင် add ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ်နော်အဲ့မှာမှာကိုယ်ရိုက်ရိုက်ထည့်ရမှာပေါ့တန်ဖို့ဟိုမှာ5 3ပေါ့ရိုက်ထည့်လိုက်တယ်အဲ့တော့ဒီလိုကြီးထွက်သွားပြီနော်5 3အဲ့ဒါကိုတိုင်းပြမယ်ဒီဟာက5 width က5သူကဒါဆိုရင်တော့ height ပေါ့နော် height က3 နော်အမှန်တော့အလက်ရနဲ့အနံနဲ့ပဲပေါ့နော်အဲ့တော့ဒါကတံခိုးနဲ့ဆွဲတာတံခိုးနဲ့ဆွဲတာနောက်ထပ်တစ်ခါပြန်ပြမယ် REC under glitcher ပြီး shift 2နော် shift 2 3 2အဲတိမ်မတိတာဟုတ်ခင်ဗျအဲဒီမှာတိုင်းမယ်ဆိုလို့ရှိရင်ဒီဟာက3ဖြစ်သွားမှာပေါ့နော်ပြီးရင်ဒီဟာက တူဖြစ်သွားမယ်နော်အဲ့ဒါကဒါ rectangle နောက်တစ်ခု rectangle ကိုပဲ rec under ဆိုပြီးတော့ click ချလိုက်တယ် click ချလိုက်တဲ့အချိန်မှာဒီမှာဟောပေါ့နော်ဘာဒီပေါ်နေမလဲဆိုတော့ area ရဲ့ dimension ရဲ့ rotation ရဲ့ဆိုပြီးပေါ်နေမယ်နော် area နဲ့ဆွဲမယ်ဆိုလို့ရှိရင်သူက a under နော် a under သူဒီအပေါ်ဟာပဲထားပါတော့9နဲ့3နဲ့ဆိုတဲ့ခါကျတော့ အာဘယ်လောက်ရမလဲဆိုရင်သူကအလျားနဲ့နန်းနဲ့မြောက်လိုက် AVR ရမယ်အဲဒါဆိုရင်15 15ဆိုတော့ AVR ကို15ထားလိုက်မယ်15 under ပြီးသွားလို့ရှိရင်သူက lunch ကိုမီးတယ်ဒါဆိုရင် lunch ကို fight ထားမယ်နော်ပြီးသွားလို့ရှိရင်တခါအာ weight ကိုမီးတယ်ပေါ့ weight ကိုမီးတယ် weight ကို weight ကိုကြတော့3ထားမယ်ပေါ့အဲခဏလေးအဲ lunch ကိုအရင်ဖြေလိုက်မယ်နော် l under l under l က5ပေါ့ 5 under အဲ့ဆိုရင်5လို့ပြောလိုက်တာနဲ့ lunch တစ်ခုကိုရိုက်လိုက်တာနဲ့သူကတခါတည်းအမ်နောက်တစ်ခုကို auto တွက်ပြီး auto ပြရစားဒီမှာလေ lunch က5အနေနဲ့သွားတယ်နော်ဒီကောင်ကို3အနေနဲ့သွားတယ်နော်အဲနောက်တစ်ခေါက်ပြန်ဆွဲပြမယ်နောက်ခေါက်ကျတော့ဟိုဟာထားပါတော့ဒီဟာကို6ထားမယ်ဒီဟာကို3မဲထားလိုက်မယ်အဲ့ဆိုသူ့ရဲ့အယူအဆက18ဖြစ်မှာ အဲ့ဆိုရင် REC under ကလေးချာကလေးချိုက်ဝါလို့ရှိရင်သူက AV ရနဲ့ဆွဲမှဖြစ်တဲ့အတွက် A under A under ပြီးသွားလို့ရှိရင်အဟွာကကြတော့ unit က sorry AV ရက78 78 under အဲ့ဆိုရင်ဟို lunch ကိုပဲပြီးလိုက်မယ်ပေါ့ lunch က6ပဲထပ်ပါတော့အဲ့ဆို under နော်အဲ့ဆိုရင်ဒီရင်ဒီမှာတိုင်းပြမယ်နော်သူက lunch ကို6ဒီဒီဟာက3တော့ lunch ဖြစ်ဖြစ် with ဖြစ်ဖြစ်တခုခုကိုရိုက်ထည့်ပေးလိုက်တာ ਨੇ အာနောက်တစ်ခုကိုသူက auto ဟိုဖြစ်ပြီးသွားတာပေါ့နော်ထုတ်ပြီးသွားအဲ့တော့ဒါဆိုရင်6328ဒါက area နဲ့ဆွဲတာနောက်တစ်ခုကကြတော့ rec under ကလေးချလိုက်တာ ਨੇ dimension နဲ့ဆွဲတာ dimension နဲ့ဆွဲတာဆိုတာခုနက shift 2နဲ့ဆွဲတယ်လို့ပဲနော် dimension ဆိုတော့ d under အဲဆိုရင် specify ဒီမှာစာလေးဖတ်ကြည့်လိုက် specify lunch for rectangle ပေါ့အဲဆို lunch ကိုမှတ်ပေးပါဆိုတော့7 under ပြီးသွားလို့ရှိရင် width ကိုတောင်းမယ် width က4 under ပြီးရင်သူကဒီမှာပေါ်သွားရင်ငါပေါ်သွားပြီဆိုရင် click ချလိုက်နော်အဲဆိုဒီမှာတိုင်းကြည့်လိုက်လို့ရှိရင်7ပြီးရင်ဒီမှာ4နော် okay အဲ dimension နဲ့ဆွဲတာနောက်တစ်ခု rec under click ချ rotation rotation ကကြတော့ဟိုရှင်းပါတယ်။သူက down အဆောင်လေးဆွဲခြင်းတဲ့အခါကိုအားဆို rotation နဲ့ဆွဲမယ်ဆိုရင် r under r under ပြီးရင်ဥမာ45နဲ့ဆွဲမယ်ပေါ့45 under အဲဆိုရင်ပြီးရင်ဘာကိုသတ်မှတ်ပြရမလဲဆိုတော့ကြည့်ဟိုက dimension နဲ့ဆွဲမှာလား dimension နဲ့ဆွဲမယ်ဆိုလို့ရှိရင်လည်း d under နော် d under d under lunch lunch ကဘယ်လောက်လဲပေါ့ lunch က5ပေါ့နော်5 comma ပြီးွားလို့ရှိရင် အဲ lunch က5 5ပြီးပါပြီရှင်3ပေါ့3အင်းခဏလေး REC under ဒီ glacier rotation ဒီမှာဝင်နေပြီတာเนาะ r under 45 under ပေါ့เนาะပြန်ပြအဲဆိုပြီးပါလို့ရှင် dimension နဲ့ဆွဲမယ်ဆိုတော့ d under lunch က lunch က5ပြီးရင် under ပြီးပါလို့ရှင် weight calculator နဲ့ weight က2ပဲထားပါတော့2 under ပါလို့ရှင်ဒီမှာတွက်ထောက်ไว้เนาะပါလို့ရှင် glacier လိုက် လေးချလိုက်လို့ရှိရင်အဲ့ဒါဆိုရင်ဒီမှာတိုင်းပြမယ်နော်ဒီမှာ rotation က rotation ကဒီမှာ45ထားခဲ့တာ45ထားခဲ့တာရမယ်ဒီလိုလို့ရှိရင် dimension ကကြတော့နော် file နဲ့ file ရယ်2ရယ်နော်ဒါက rotation နဲ့ဆွဲတာနော်အဲ့ဒါဆိုရင်သူက rectangle မှာဆိုလို့ရှိရင် ဒါ AB ရာနယ်ဆွဲတာရှိမယ်အေးရရနဲ့ဆွဲတာရှိမယ်ဒိုင်မင်းရှင်းနဲ့ဆွဲတာရှိမယ်ရိုတေးရှင်းနဲ့ဆွဲတာရှိမယ်အေးရရနဲ့ဆွဲတာရှိမယ်ပြီးသားလို့ရှိရင်ဒိုင်မင်းရှင်းနဲ့ဆွဲတာရှိမယ် admission နဲ့ဆွဲတာရှိမယ်ပြီးတော့လို့ရှိရင်အာ rotation နဲ့ဆွဲတာရှိမယ်ထပ်ပြီးတော့ရှိသေးတယ်အဲ့ဒါတွေကအာပုံစံနေနေမှာဒီလိုလိုအပ်လာတယ်ဆိုလို့ရှိရင်ပုံစံနဲ့ပြတ်ပြတ်သွားမှာနော်လောလောဆယ်ဒီလောက်တိလို့ရှိရင်ပုံစံလို့ရပြီနော်အဲ့တော့အာဗီဒီယိုအရန်ရှင်းဝိုင်းမကဘိုက်များတော့မှာဆိုတော့ဒီ rectangle မှာခဏရရမယ်နော်နောက်ထပ်ဗီဒီယိုတစ်ခုမှာ polygon လာမယ်နော်โอเค